ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာရှိပြီးညောင်လေးပင်မြို့နယ်ကြောက်တကာမြို့သားကတော်ဝိကျေးွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းကိုကြော်စွာဆစ်စင်ရဲ့အနေနဲ့ဝင်ရောက်တိုက်ခိုက်ချိန်စစ်ကောင်စီတပ်ဖွဲ့ဝင်73ယောက်သေဆုံးပြီးလက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရမိခဲ့တယ်လို့ Royal Peacock Column တော်ဝင်တောင်းတက်ရင်ကဂျွန်လ25ရက်နေ့ကထုတ်ပြန်ထားပါတယ်။ တော်ဝိကျေးရွာမှာအင်အား90နဲ့အထိုင်ချထားတဲ့စစ်ကောင်စီတပ်စခန်းကို25ရက်မနက်တနားရီအချိန်မှာဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနှစ်နာရီမှာအပိသက်ချိန်မုံနိုင်ခဲ့တယ်လို့ဆိုရတယ်။တပ်ပွဲအတွင်းစစ်ကောင်စီစခန်းကနေလက်နက်ကြီးလက်နက်ငယ်တွေနဲ့ခဲယမ်းတွေကိုသိမ်းဆည်းရမိခဲ့ပြီးစစ်ကောင်စီ73ရောက်တည်ဆုံးက၃ရောက်ကိုအရှင်ဖမ်းမိနိုင်ခဲ့တယ်လို့ Royal Peacock Column ကပြန်ကြားရေးတာဝန်ရှိသူကပြောပါရတယ်။ ဂျန်နက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတိုက်ပွဲကနေထွက်ပြေးတင်းရှောင်သွားကြပြီးလက်နက်ကြီးပစ်ကူတာတွေရှိပေမဲ့တွန်လိုင်းအင်အားစုဘက်ကအထိခိုက်အကြဆုံးမရှိဘဲစစ်စင်ရေးအောင်မြင် ခဲ့တယ်လို့သိရပါတယ်ရှင်။